အားလုံးပဲမင်္ဂလာပါကျွန်တော်တို့ football and live ရဲ့အစီအစဉ်ကနေပြီးတော့ပြန်လည်ပြီးတော့ကြိုလိုက်ပါတယ်ကောင်းမွန်သောနီလီတနီဖြစ်ပါစို့ဒီညကနေပြီးတော့စုံမောကောင်းတောင်းပေးလိုက်ရပါတယ်။အလားလက်ရှိမှာဒါကြောင့် Manchester United အသင်းရဲ့လက်ရှိအပြောင်းအရွှေ့လေးတွေကိုဒါကျွန်တော်ထုံးဝမ်းနိုင် နှစ်ရက်တခါတော့ကျွန်တော်တို့လက်ရှိအကုန်လုံးစုပြီးတနေရာထဲမှာလုပ်ပြီးထားတာဖြစ်ပါတယ်အဲ့တော့ဒါကျွန်တော်တို့လက်ရှိမှာအပြောင်းရွှေ့မှာဒါအဝင်တွေရောထွက်တွေရောလက်ရှိမှာဘာတွေဖြစ်နေလဲဆိုတဲ့အကြောင်းအရာကိုဒါဒီဗီဒီယိုတစ်ခုထဲမှာဒါကျွန်တော်အကုန်အဆုံးထည့်ပြီးမှဖြစ်ပါတယ်အဲ့တော့ပထမအဆုံးဒါကျွန်တော်လူတော်များသိကျင်တဲ့အပြောင်းရွှေ့တဲ့တင်းက Brian Ambomo နဲ့ပတ်သက်ပြီး United ဘာတွေဖြစ်နေလဲလက်ရှိမှာဒါ Brian Ambomo နဲ့ပတ်သက်ပြီး Fabio Romano နဲ့သူ့ရဲ့ YouTube ရဲ့ podcast ပြောပုံရဆိုတော့ စောင့်ကြည့်နေစေဖြစ်ပါတယ်အဲ့လိုပဲပြောရမှာပေါ့အဲ့တော့တို့နေနဲ့ခုလက်ရှိမှာဒါကျွန်တော်တို့ပထမဆုံးကံလမ်းမှုဒုတိယမြောက်ကံလမ်းမှုဒီကိုဒါကျွန်တော်လက်ရှိအခြေအနေတွေမကောင်းခဲ့ပြီးတဲ့နောက်ပိုင်းမှာ FPG Romano ပြောပုံရဆိုရင်လက်ရှိမှာ United အသင်းတွေနဲ့ဆက်ပြီးကံလမ်းသင့်လာဒါမှမဟုတ်တခြားသော target ကိုပဲပြောင်းသင့်လာဆိုတဲ့ပုံစံမျိုးကို United ဘက်ကတွေးတောပြီးတော့ဆုံးဖြတ်နေတယ်ဆိုတဲ့ပုံစံမျိုးကို FPG Romano ကတင်ဆက်ပေးခဲ့တာကိုတွေ့ရမယ်အဲ့တော့ပြောချင်တာကလက်ရှိနောက်ဆုံး update နောက်ဆုံးသတင်းတွေရဆိုရင်တော့ Brian M1 ကို United ဘက်ကနေပြီးတော့ထပ်ပြီးတော့ကံလမ်းမှုရှိလာနိုင်မလားအဲ့ဒီဖြေကူတော့ဒါမတိကြဘူးလို့ပြောလို့ရတယ်ဒါပေမဲ့ မရှိဘူးတော့ရာဂိုင်လုံးပို့ပြီးတော့များလာခဲ့။ဘာကြောင့်လဲဆိုတော့ Brentford အသင်းနဲ့ခုလက်ရှိမှာသူတို့လူချင်းနဲ့ပေါင်၃90ဆိုတဲ့ဈေးကိုတောင့်ခံနေတဲ့အတွက်ကြောင့်မလို့ United ဘက်ကတော့ဒီဈေးကိုလုံးဝပေးဖို့စဉ်းစားပြီးစာချုပ်တက်တဲ့နှစ်ပေါ့။အေးပေါ့။အေးပေါ့တော့က ဲ့တော့ဘောင်းဆိုနှစ်နှစ်ပေါ့နော်ဆာယုတ်တနှစ်ခွဲအဲ့ပေါ့1 plus 1ကြံနေတဲ့ကစားသမားတစ်ယောက်ကို United ဘက်ကတန်း80ပြီးတယ်ဆိုတော့သူတို့ကတော်တော်လေးကိုများပြီလို့ယူဆလို့ရအဲ့တော့တဘက်ကတော့ Brandfo ကတော့သူတို့ဘက်ကရှင်းတယ်လက်ရှိမှာ Brian Ambon ကိုထွက်လာမထွက်လာမသိသေးသေးပြီးမှ Brian Ambon ကိုအတွက်အစားထိုးဖို့တော့သူတို့ကစားသမား market မှာစရှာနေပြီ Brian Ambon ရဲ့နေရာကိုစားထိုးဖို့တော့အခုလက်ရှိမှာတရားတော့ပြောရမယ်ဆိုရင်တော့ဒါ Liverpool အသင်းရဲ့ဒါကြောင့် tight စကစားဖြစ်တဲ့ Diego Jota ကိုစိတ်ဝင်စားနေတယ်ဒါပြင်ကျွန်တော်လက်ရှိမှာ Arsenal အသင်းရဲ့ဒါ tight စမှုကစားဖြစ်တဲ့ဒါ Gabriel Jesus ကိုစိတ်ဝင်စားနေတယ်အဲ့လက်ရှိမှာ Brian Ambon ကိုသာထွက်သွားခဲ့မယ်ဆိုရင်တော့ Brandfo အသင်းက ကစားသမားနဲ့ချက်ချင်းဆိုသူပြန်ပြီးအစားထိုးဖို့အတွက်အခုလက်ရှိမှာချိတ်ဆက်မှုတွေပါပြုလုပ်နေတယ်ဆိုပြီး Fabrizio Romano ပဲအဲ့တော့ Brian Mbeumo ကိုလက်ရှိမှာကျွန်တော်တည်တလောက်ကိုတော့ Brentford အသင်းနဲ့ဒါကျွန်တော်တို့ရောင်းသွားဖို့အစီအစဉ်ရှိတယ်ဒါပေမဲ့အခုလက်ရှိမှာရမလားဆိုပြီးဈေးကင်နေတယ်ဘာကြောင့်လဲဆိုအပြောင်းရွှေ့ရာသီကလည်းအစိုးရရှိသေးတယ်သူတို့နေတာစောစောစစ်စစ်အလုပ်လုပ်ချင်တဲ့ကောင်တွေစောစောစစ်စစ်ဝဲကွာဆိုတဲ့ပုံစံမျိုးသူတို့လုပ်ပုံရအဲ့တော့ United ကလည်းဒီအကွက်ကိုတဖြည်းဖြည်းနဲ့ဒါတော်တော်လေးကိုရိပ်မိသွားပုံရတယ်သူတို့နေတဲ့အခုလက်ရှိမှာ United တက်ကရှင်းနေ CWC က Club World Cup ဘာညာလည်းမရှိဘူးဂျာလက်ရှိဂျာတဲ့မှာရ ယာတီဂျိုခြေစမ်းပွဲလောက်ပဲရှိတော့ဘောနော်ယာတီဂျိုခြေစမ်းပွဲလောက်ပဲရှိရတဲ့အတွက်ကြောင့်မို့သူတို့အနေနဲ့လည်း သိပ်ပြီးတော့စိတ်ပူစရာမရှိ United ဘက်ကလည်းဒါအပြောင်းအရွှေ့မှာ AACC slowly ဒါကျွန်တော် taking care လုပ်နေတယ်။ဒါပေမဲ့ကျွန်တော်လက်ရှိမှာ United ရဲ့ရာသီကြိုးခြေစမ်းပွဲတွေမှာလည်းဒါအရန်ကြီးအရေးကြီးတဲ့ပုံစံဟုတ်ပဲနဲ့ Ruben Amorim ဘက်ကဒါအဓိကပါဗောနော်သူနေသူလိုချင်တာကတော့ဒီကစားသမားတွေကိုဒါကျွန်တော်ရာသီမစခင်မှာအသင်းကိုဒါမြင်မြန်ဆက်ဆံလိုချင်တဲ့သဘောမှာရှိတယ်။သို့ပေမဲ့တော့ညလည်းဒါသူတို့အနေနဲ့မရလဲကိစ္စမရှိဘူးဆိုတဲ့ပုံစံမျိုးတွေ့ရတယ်။အဓိကဒါခုနကပြော United အသင်းနဲ့ဒါကစားသမားလိုအပ်ချက်ကြီးမားတယ်ဆိုရင်တစ်ဖက်အသင်းကဈေးခေါ်လုံးနဲ့အတွက်ကြောင့်သူတို့အနေနဲ့ဒါကိုလက်ရှိမှာ အဲတချို့တော့စောင့်ကြည့်နေလို့သိရတယ်ပေါ့အဲ့တော့လက်ရှိမှာ United အသင်းနဲ့ Brian Aubameyang ရဲ့ပြောင်းရွှေ့ကဒါထင်တဲ့ထင်တာထက်အများကြီးပူကြသွားနိုင်တဲ့အနေအထားရောက်သွားခဲ့ပြီလို့ဒါအတူချုံရဆိုရမယ် United ဘက်ကကန်လန်းမာလာဆိုတော့လက်ရှိမှာလက်ရှိအနေအထားရဆိုရင်တော့ကန်လန်းမှုအစီအစဉ်မရှိသေးဘူး Brian ဘက်က Brentford အသင်းနဲ့အခုလက်ရှိမှာ United ကန်လန်းထားတဲ့ကန်လန်းမှုကိုလက်ခံခက်မခံဘူးဆို United အသင်းနဲ့တခြားသော viable target တွေကိုလည်းပြောင်းရွှေ့သွားနိုင်တယ်ဆိုတဲ့သတင်းတွေတောက်လျှောက်ထွက်ပေါ်လာခဲ့ပြီဖြစ်တယ်အဲ့တော့အဖြစ်ကတော့ရှင်မှာ United နဲ့ Brian Aubameyang ရဲ့ပြောင်းရွှေ့ကလက်ရှိမှာဘာမှမတူတတ်သေးဘူး Fabio Romano ပြောပုံရဆိုရင် United ဘက်ကအဓိကစောင့်ကြည့်နေစေဖြစ် တယ်။ Brentford ဘက်ကလည်းလက်ရှိမှာတန်း80မှာတန်း80ပဲကင်နေထားတဲ့အတွက်ကြောင့်မို့သူတို့အနေနဲ့ဒီရာကရှေ့ဆက်ဖို့အတွက်လက်ရှိမှာခက်ခဲတယ်လို့ဖတ်မိရတယ်ဒီမှာပါတယ်ဗောနော်။အဲ့တော့လက်ရှိဒါ Manchester United အတင်းတိုက်စစ်ပိုင်းအပြောင်းလဲအတွက်တော်လေးကိုစိတ်ဝင်စားစရာကောင်းတဲ့အခြေအနေတခုတော့ရောက်နေတယ်။ Wildland ကိစ္စပဲ။ Wildland ကိုလက်ရှိမှာဒါကျွန်တော် Italy Serie A club အနေနဲ့တောက်လျှောက်လိုချင်တယ်။သူရဲ့အသင်းဟောင်းဖြစ်တဲ့ Atalanta ကလည်း Atalanta အတ္တလန်တာကလည်းလူရှိနေလို့ဒါအပြင်ကျွန်တော်နပိုလီအသင်းကလည်းလူရှိနေဒါအပြင်ကျွန်တော်အင်တာမီလန်အသင်းကလည်းဒါဒုတိယမြောက်အကြိမ်ဒါကျွန်တော်ဝိုက်လန်ရဲ့ကပ်နဲ့တွေ့ဆုံဆွေးနွေးခဲ့ပြီးတော့အပေါင်းလက္ခဏာဆောင်ခဲ့ရလို့ဆိုလို့ရမယ်ဒီမှာပါတယ်မန်ချက်စတာယူနိုက်တက်ဘက်ကတော့ရှင်းတယ်ဝိုက်လန်ကိုသူတို့သတ်မှတ်ထားတဲ့ဈေးများဒါပေးနိုင်ခဲ့မယ်ဆိုသူတို့အနေနဲ့ offer တွေကိုကောင်းကောင်းမွန်မွန်ကြီးပြပြွှေွှေနားထောင်သွားမှာဖြစ်တယ်ဝိုက်လန်ကိုတော့လက်ရှိ United အသင်းနဲ့အငှားပြန်ချပြီးဒါကစားသမား development အတွက်ဒါလုံးဝအချိန်ပေးဖို့အတွက်တော့အစီအစဉ်မရှိတော့ဘူးဝိုက်လန်နဲ့ဒီနေရာမှာမန်ချက်စတာယူနိုက်တက်တခန်းရက်လို့ရရင်တခန်းရက်ပလိုက်ခြင်းနဲ့ဆိုတဲ့ပုံစံမျိုးကို United ဘက်ကဖန်ထားပြီးတော့ ဖြစ်တယ်။ United ဘက်က white line အပြောင်းရှိကနေ Euro 340နဲ့ Euro 350ပေါင်35တန်းပတ်ချလဲဝင်ကြလောက်အလိုရှိနေတယ်မှာပါတယ်။ဒါပေမဲ့ခုနလက်ရှိမှာဒါကျွန်တော်ကစားသမားအကူဒါ တပတ်အသင်းနေနေအခုလက်ရှိမှာကျွန်တော်ဖတ်မိရတော့အင်တာမီလန်ကတော့ငွေကြေးရပေးနိုင်တယ်သူတို့နေနေတာခေါ်မယ်ဆိုရင်တော့ငွေကြေးကြီးပုံစံမျိုးနဲ့ခေါ်ပြီးပေးနိုင်တယ်ဒီမှာပါတယ်ဒါတိတ်တော့ကိစ္စမရှိဘူးဝိုင်လန်နေနေလက်ရှိမှာလာကျွန်တော်အတ္လန်တာကတော့ကျွန်တော်လက်ရှိနပိုလီဘက်ကတော့နပိုလီဘက်ကသူတို့နေနေအော်စီမန်ကြီးကိုအဓိကထုတ်ရောင်းနေတာပဲအော်စီမန်ကိုတော့အခုလက်ရှိမှာယူနိုက်တက်ကသာစိတ်ဝင်စားမယ်သူတို့ရဲ့ကစားသမားတွေကိုယူပြီးတော့အော်စီမန်ကိုပြန်ပေးခြင်းနဲ့ဆိုတဲ့ပုံစံမျိုးကိုတွေ့ရမယ်ဒီမှာပါတယ်အခုလက်ရှိမှာဒါကျွန်တော်နပိုလီဆိုရင်မန်ချက်စတာယူနိုက်တက်ရဲ့ကစားသမားတွေဖြစ်တဲ့ဂျေဒင်ဆန်ချူကိုဝိုင်လန်ကိုဒီလိုကစားသမားအလာဟန်ဒူဂါနာချူကိုဒီလိုကစားသမား ားတွေအကုန်လုံးကိုတို့အနေနဲ့အလိုရှိတယ်အဲ့တော့တို့အနေနဲ့ဒီကစားသမားတွေကိုဝယ်ချင်တဲ့အကြောင်းဒါပတ်စံဘတ်ဂျက်အရအရန်ကြီးမရှိဘူးဒါယူရိုပြန်ကြည့်မှာနပိုလီသင်းနဲ့ခုလက်ရှိမှာ CRI Champion ဖြစ်သွားတော့ညလေတကယ်နဲ့နင်းလား၅လားဟေးဆိုတဲ့ situation မှာဘတ်ဂျက်အရတိတ်ပြီးရှိနေတဲ့အနေထားမှာတော့ရှိမနေဘူးအဲ့ဒါကလက်ရှိနပိုလီပဲအဲ့တော့နပိုလီသင်းနဲ့ခုလက်ရှိဒါ market ထဲကိုပြန်ဝင်သွားခဲ့မယ်ဆိုရင်တော့တို့အနေနဲ့တို့က Osimhen ကိုအဓိကထိုးထိုးရောင်းနေတာကိုတွေ့ရမယ်အဲ United ဘက်ကလည်းလက်ရှိမှာတိုက်စစ်မှုလူနေကြတော့ဒီ Osimhen ပြဿနာကို United အနေနဲ့ white line ရဲ့ဒါကြော လဲလဲမှုပုံစံမျိုးလုပ်သွားနိုင်တာဆန်တချို့တော့ကွာလာဟာလာဒီမှာဆန်ချို plus white land ကဒါကျွန်တော်တို့ osman အတွက်ဒါအဖြေတစ်ခုဖြစ်သွားနိုင်နေဆိုတဲ့သတင်းတွေတောက်လျှောက်ထွက်ပေါ်နေတာကိုတွေ့ရမယ်တဲ့မှာပါတယ်အဲ့ဒါကလက်ရှိ situation နောက်ဆုံး update ပဲအဲ့တော့ white land ကိုတော့အခုလက်ရှိမှာဒါကျွန်တော် atlanta ကလည်းစိတ်ဝင်စားတယ် atlanta ဘက်ကတော့ဒါကျွန်တော် adama lukman ကိုဒါတို့အနေနဲ့ပေးဖို့အတွက် ready ဖြစ်နေတယ်ဒါပေမဲ့ united ဘက်ကတော့ပတ်စံလေးနည်းနည်းပြန်ပေးဆိုတဲ့ပုံစံမျိုးတို့ဘက်ကတောင်းမှုရှိတယ် lukman ကလက်ရှိမှာ white land အတွက် market value ရပိုတာတယ်ဆိုတဲ့ခံစားချက်မျိုးကိုဒါပေးတယ်ဆိုတဲ့ပုံစံမျိုးကိုတွေ့ရမယ်တဲ့မှာပါတယ်ဒါပေမဲ့ လက်ရှိမှာ United ဘက်ကတော့အခုလက်ရှိမှာ White Land ကိုအဓိကငွေလိုလို့ပြန်ထုတ်ချင်တဲ့သဘောမှာပဲရှိတာပါသူတို့အနေနဲ့အခုလက်ရှိမှာဒီကစားသမားအလဲလေဘာညာကို United ဘက်ကအဲ့လောက်ကြီးစိတ်မဝင်စားဘူးလို့သိရတယ်။ Osman အပြောင်းရွှေ့ကလွင်ပေါ့နော်အဲ့တော့လက်ရှိမှာ United အနေနဲ့တိုက်စင်မူရတဲ့မှာကျွန်တော်မနေ့ကတနေ့ကတင်ဆက်ခဲ့လို့ပဲ Dusan Vlahovic ကိုလည်းစိတ်ဝင်စားမှုရှိတယ်။ Dusan Vlahovic ကို United အသင်းနဲ့ကျွန်တော်ချီးမြှားနိုင်မယ်တိုက်စင်မူတယောက်လို့အခုလက်ရှိမှာတွက်ထားတယ်။ဒါကျွန်တော်လက်ရှိ Juventus ဘက်ကလည်းကိုလိုမူနွားနေနေအခုလက်ရှိ Juventus နဲ့အတူခြေစွမ်းပြနေတဲ့အတွက်ကြောင့်မလို့သူတို့အနေနဲ့ ဒီကစားသမားအပြောင်းရွှေ့ကနေပြီးတော့ဒါကျွန်တော်တို့ငွေတစ်ခုများပြန်ရနိုင်မှာသူတို့ကသူတို့ expectation လုပ်တယ်အဲ့တော့ဒူဇန်ဗလာဟိုဗစ်ကိုလက်ရှိမှာဒါကျွန်တော်တို့အသင်းကြီးတော်တော်များစိတ်ဝင်စားနေ backup အနေနဲ့သဘောထားတယ်လက်ရှိမှာအာဆုံသစ်ဆိုလဲဗလာဟိုဗစ်ကိုဒါသူတို့ရဲ့တိုက်စစ်မှု target တွေဖြစ်တဲ့ sex ကိုကျွန်တော်တို့အကာယုဂရက်ကိုလွဲချော်ခဲ့မယ်ဆိုတော့ဗလာဟိုဗစ်ဘက်ကလက်သွားနိုင်တယ်မှာအဲ့တော့ဗလာဟိုဗစ်က everybody ရဲ့ backup plan ဆိုလဲမှန်တယ်ဘောနော်ဒါ rebound plan ဆိုလဲမှန်အဲ့တော့ united ဘက်ကဗလာဟိုဗစ်ကိုလက်ရှိမှာစိတ်ဝင်စားတဲ့အခြေအနေတစ်ခုရှိတယ်ဆိုပေမဲ့ဒီထက်တော့ဘာမှအကြီး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 ရူတက်မှုတော့ဒါ progress ရတော့ပြနေခြင်းမရှိဘူးလို့ကျွန်တော်အနေနဲ့ မြင်နေဒါကလက်ရှိ update ပေါ့နော်အဲ့တော့လက်ရှိမှာ Manchester United ရဲ့ tight sit အပြောင်းရွှေ့အတွက် Hugo Akatite ကိုလက်လျှော်လိုက်ပြီးဘာကြောင့်လဲဆိုတော့ Frankfurt ရဲ့ town နဲ့ဈေးကတော်တော်လေးကို United ရဲ့ budget အတွက်ပေါင်းနေကြော်ရတဲ့ကြောင့်မို့ပဲ Frankfurt အနေနဲ့အခုလက်ရှိမှာ Hugo Akatite ရဲ့ Euro 300ပတ်ချာလဲဝင်ကျင်ကြ တောင်းတဲ့အတွက်ကြောင့် United ဘက်ကဒီအပြောင်းရွှေ့ရလုံးဝကိုစိတ်မဝင်စားတော့ဘဲနဲ့ကစားသမားနဲ့ဆွေးနွေးမှုတော့မှာကောလာဟာလာဒီယာရက်တက်လိုက်ပြီလို့သိရတယ်တမှာပါအဲ့တော့ United အသင်းကခုလက်ရှိမှာသူတို့အနေနဲ့အားဆိုင်နေတာ White Line ရဲ့အပြောင်းရွှေ့ကိုသူတို့အားဆိုင်တယ် White Line ရဲ့အပြောင်းရွှေ့ဖြစ်လာမယ်ဆိုမှသူတို့အနေနဲ့တိုက်ဆက်ပိုင်းကိုအဓိကအားပြန်ဆိုင်သွားမယ်လို့သိရတယ် United အသင်းကခုလက်ရှိမှာတိုက်ဆက်ပိုင်းမှာလည်း Chido Obi Martin လေးကိုနေရာပေးသွားနိုင်ဖို့အတွက်လည်းအဓိကစူးစမ်းသွားမယ်ဆိုတဲ့သတင်းတွေထွက်ပေါ်လာခဲ့တယ် United ဘက်ကအခုလက်ရှိမှာဂိုသမားနေရာတော့တော်တော်လေးကိုခေါင်းခဲနေတာဖြစ်တယ်။ Andrea Onana အသင်းမှာတိုက်ပွဲဝင်သွားမယ်အနေထားမှာရှိပြီးတော့ Audi ဘီ င်းသားသာထွက်သွားမယ်အနေထားမှာရှိတယ်။ United အသင်းနဲ့ဈေးကြီးတဲ့ဂူတမာခေါ်လို့မရတဲ့ပြဿနာလေးလက်ရှိမှာကြုံတွေ့နေတယ်။ United အသင်းနဲ့ဒါကျွန်တော်တနေ့ကအဲ့တော့ဟိုနေ့ကတင်ဆက်ပေးခဲ့လို့အီတလီဂူတမာဖြစ်တဲ့ Atlanta ဂူတမာဖြစ်တဲ့ Canada ချီကိုစိတ်ဝင်စားနေတယ်။တရားဝင်ချိတ်ဆက်မှုတွေကိုလည်းမကြခင်မှာပြည်လုံလာနိုင်မယ်ဆိုတဲ့သတင်းတွေတောက်လျှောက်ထွက်ပေါ်နေ။အဲ့တော့ပြောချင်တာ United အသင်းနဲ့ခုလက်ရှိမှာဒါကျွန်တော်တို့တိုက်စစ်ကအစား ဂိုးသမားဆုံးအကုန်လုံးနေရာဆုံးမှာဒါအလုပ်တွေလုပ်နေလို့ပြောလို့ရတယ်။ကစားသမားအယောင်းနေမှာတောက်လျှောက်အလုပ်တွေလုပ်နေတာဖြစ်ပြီးမနေ့ကလည်းကျွန်တော်ဒါအမေရဲ့ဒုက္ခအူလေးကြီးကြောင့်ကျွန်တော်တက်ဆက်ပြီးဖြစ်တယ်။အန်တိုနီရဲ့အပြောင်းရှိကိုကျွန်တော်ထင်တာကရီယယ်ဘက်တစ်ကိုသူတစ်နှစ်ငါးနှစ်ထပ်သွားပြီးတော့အပိသက်ဒါဝယ်ယူပိုင်ခွင့်နဲ့သူပြောင်းသွားမယ်လို့တော့ကျွန်တော်အနေနဲ့မျှော်လင့်နေတယ်။အန်တိုနီအပြောင်းရှိကအလုံးထဲမှာဒါမထင်မှတ်ပဲနဲ့အမြန်ဆုံးဖြစ်သွားနိုင်တဲ့အပြောင်းရွှေ့တစ်ခု United အသင်းစီကလည်းမြင်ရဖို့များတယ်။အဲ့အန်တိုနီကိုလည်းရှိမှာဒါကျွန်တော်ရီယယ်ဘက်တစ်အသင်းကပဲအဓိကခေါ်ယူဖို့အတွက်စဉ်းစားနေပြီးတော့အငှားပြီးရင်တော့ဂျိုင်းနက်တဲ့ဂျိုင်းနက်တဲ့မို့ခေါ်ကိုခေါ်ရမယ်ဆိုတော့ရာဇီကိုဝင်ခေါ်ကိုခေါ်ရမယ်ဆိုတဲ့ obligation relegation to buy နဲ့ United ကကတ်ပေးလိုက်မှတော့မှာရှိအဲ့တော့ Anthony ရဲ့အပြောင်းအရွှေ United ကအဲ့လောက်ဒီစိတ်ဝင်စိတ်ပူစရာမလိုဘူးဒါပေမဲ့ Sancho, Rashford, Garnacho တို့ရဲ့အပြောင်းအရွှေက United တို့ကတော်တော်လေးကိုစိတ်ပူစရာဖြစ်နေတဲ့အနေအထားတစ်ခုကိုရောက်ရှိနေတယ်ဆိုတော့ကတော့100% reality ဖြစ်ပါတယ်ဒါတော့ဗာပဲ ဘောလုံးပွဲတွေကိုကြည့်ရှုခြင်းနဲ့ဆိုရင်တော့ youth sport media 3.0နဲ့ before you တို့မှာကျင်းလို့ဆိုတော့ပေါ့ကိုကြည့်လို့ရပါတယ်မြန်မာပြည်ရဲ့ clip ဖို့မမေ့ကြပါနဲ့ပြအောက်က comment တွေမှာလည်း youth sport media 3.0နဲ့ before you ရဲ့ link လေးတွေကိုအထည့်ပေးထားခြင်းပြောပါဆိုတော့ကိုကြည့်ပေးလို့ရပါတယ်ကျွန်တော် youtube channel လေးကိုလည်း like and subscribe လို့ကျွန်တော်အားပေးလို့ရပါတယ်မြန်မာပြည်ရဲ့ clip ဖို့မမေ့ကြပါနဲ့ပြမြန်မာ clip မှာမြန်မာနာဖြစ်ပါတယ်အားလုံးမကြိုးတင်ပါနဲ့ကောင်းမွန်သောနေ့လေးတစ်နေ့ဖြစ်ပါစလို့ဆုမွန်ကောင်းတောင်းပီးနေပဲကျွန်တော်တို့ရဲ့နောက်မှာပဲအေးစစ်ပြန်ပြီးတော့တွေ့ကြတာပေါ့ကျွန်တော်တောင်းခဲ့ပြီးပါအောင်နောက်မှာကျွန်တော်တို့တွေ့ကြတာပေါ့ ဒီပေါ်အမက်ကလစ်ပြီးကြအောင်မြတ်မြတ်ကလစ်မှာမြန်မြန်ဖြစ်ပါတယ်